ဘုရင်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့အကျိုးစားပေးဟောပြောပွဲနဲ့ပြောပွဲရှင်ပွဲအစည်းအဝေးတွေကိုရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ရှိဘိုးစိမ်မန်အားစားခွင့်မှာဇန်နဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဘိုးစိမ်မန်အားစားခွင့်မှာပြုလုပ်တဲ့ဘိုးကျုံနှစ်တရာပြည့်အကျိုးပွဲမှာမနက်၈နာရီကနေနေ့လယ်၁၂နာရီထိကလေးတွေအတွက်ပြည့်ခုံပြပြန်ပွဲပိုက်ကြော်ခြင်းထုတ်စည်းတို့ပြန်ပွဲတွေပြုလုပ်ခဲ့ပြီးနေ့လယ်၁၂နာရီနောက်ပိုင်းမှာရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့မှဦးဆောင်ကကြာပန်းစကားပြောပြန်ပွဲတွေပြုလုပ်ခဲ့ပါတယ်။ ေ့လယ်၂နာရီခွဲမှာဗိုလ်ချုပ်အောင်စံတချင်းနဲ့ပြောပြမှုတွေပြုလုပ်သွားပြီးညနေ၅နာရီမှာစပေးဟောပြောပွဲဖွင့်ပွဲပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတိကီတာဖြိုပေးပွဲတွေလည်းပြုလုပ်ခဲ့ပါတယ်။ ညပိုင်းမှာတော့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှစ်တရာပြည့်အကျိုးစာပေဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခန္ဓာကိုယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ပါဝင်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဗဟိုလုံးမှုဆောင်ဖွဲ့ကိုဖိတ်ကြားထားပေမဲ့လည်းဒေါအောင်ဆန်းစုကြည်မှာတက်ရောက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဥဆောင်ပြီး2015ခုနှစ်တနစ်ပတ်လုံးကိုဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရာပြည့်နေ့ဖြစ်သတ်မှတ်ကမျိုးသားကောင်းဆောင်တွေအတွက်အထိမ်းအမှတ်ပွဲတွေကိုဇန်နဝါရီလကနေဒီဇင်ဘာလထိတနိုင်ငံလုံးမှာရှိတဲ့မျိုးနယ်နံမှာကျင်းပဖို့ဆောင်ရွက်လျက်ရှိတာကြောင့်ဗိုလ်ချုပ်နှစ်တရာပြည့်မွေးနေ့အကျိုးပြောပြပွဲများခမ်းနားများပြုလုပ်လျက်ရှိပါတယ် လွတ်လပ်ရေးဖခင်ပူကြောင်ဆန်မွေးဖွားခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့ကိုမြန်မာနိုင်ငံကလေးများအနေဖြင့်သတ်မှတ်ပြီးအခမ်းအနားများကျင်းပနေသလိုပူကြောင်ဆန်နဲ့အာဇာနည်ကောင်းဆောင်ကြီးများကွယ်လွန်ခဲ့တဲ့ဇူလိုင်လ19ရက်နေ့ကိုအာဇာနည်နေ့ခမ်းအနားများပြုလုပ်ပြီးနှစ်စဉ်ကျင်းပခဲ့ပါတယ်။